အဲ့တော့ကံဆိုတာနှမျိုးရှိတယ်အာရဘစလုံလို့ဖြစ်တဲ့ကံကတခုဝိပတိတာရာစထို့လုတ်ခဲ့တဲ့မကောင်းမှုပေါ်မှာစိတ်ပူနေခြင်းကြောင့်ဖြစ်တဲ့အကုသိုလ်ကံကတခုတို့နှစ်ခုရှိအဲ့ဒီနှစ်ခုထဲမှာလုံလို့ဖြစ်လာတဲ့ကံကပြီးသွားပြီပြီးသွားသည့်အတွက်ကြောင့်မလုတ်ဘူးလို့ပြောလို့မရဘူး မရသည့်အတွက်ကြောင့်သူဟာမလုံတာမဟုတ်လုတ်ပြီးသားဖြစ်သွားလုတ်ပြီးသားဖြစ်သွားရင်ပြင်လို့မရဒါသဘာဝဘာပဲဖြစ်ပြောပြီးလို့ရှင်ပြင်လို့မမရဒါမှမဟုတ်ပမာစကားလည်းပြောတယ်လေစကားကြုံနှုတ်မရဘူးဆိုလုတ်ပြီးသားဖြစ်သွားရင်လုတ်ပြီးသားကိုလုံးလုံးပြင်ပြင်လို့မရအဲ့ဒါလုတ်ပြီးသားကိုပြင်တယ်လို့တချို့ကပြင်တယ်ဆိုတာပြောတာမှားမိဘူး မားပြီးတော့ပြောမိပါတယ်တောင်းပါပါတယ်မားပြီးတော့လှုပ်မိပါတယ်တောင်းပါပါတယ်ဆိုတာစိတ်ထဲမှာကြာအတွက်တုံ့နှွေးနှွေးဖြစ်နေတဲ့ဝိပတိတာရစာအာဟုသူတွေဖြစ်မတိုးအောင်ဟန်တာပေးခြင်းသာလည်းဖြစ်တယ်လှုပ်ပြီးသားအာဟုသူကံကတော့ရှိနေတာပဲပျောက်သွားတာမဟုတ်ဘူးဒီသဘောသဘောပေါက်အောင်ဖြစ်တယ်နော်ဩဃတဩဃတဆိုပြီးတော့နော် ဲ့တော့ဝန်ချသည်များဟာဒီဟာလေဒီအိဗယ်ပဲရှစ်ဆက်ပြီးတော့မတိုးအောင်လုပ်တဲ့သဘောတော့ပဲရှိပျောက်သွားတဲ့သဘောတော့မဟုတ်ဘူးအနုဘုဆိုရင်လူတွေဟာမကောင်းမှုကျွလွန်ပြီးတဲ့အခါတောင်းပန်လိုက်တာနဲ့အကုန်ပျောက်တယ်ဖြစ်တယ်တခြားဘာသာတွေမှာခံယူထားတယ်လို့ confession ဆိုတဲ့ဖြောင်းချက်ပေးလိုက်တာနဲ့သူတို့ကအလုံးခွင်းလုံးချက်လွတ်စေလို့ရမှာမရဘူး ကံတရားမပြောနဲ့တရားဥပဒေမှာရောလူတတ်မှုတစ်ခုကျွလွန်ပြီးတော့သူမမိပါတဲ့အလုံးတောင်းပန်ဝင်ချပါတယ်ဆိုတာနဲ့ရှားစိုးမှုကင်းကသူလွတ်နိုင်မှာမလားမလွတ်နိုင်နော်လောကမှာတောင်းလူဥပဒေမှာတောင်းမလွတ်ဘူးဆိုတော့သဘာဝကပေးတဲ့ဥပဒေဘယ်လိုလုပ်လို့အေးလွတ်နိုင်တဲ့ဒီတလန်းကတော့မဟာရောစေအကျိုးပေးရခန္ဓာမရှိတော့ဘူးစင်တော့ ဒါဖြင့်အကျိုးပေးရမယ့်ခန္ဓာကိုဘာကိုဖယ်ရှားခြင်းဖြင့်လွတ်အောင်လုပ်လို့ရတော့စေကိလေသာတွေကိုဆက်ဖြတ်ကိလေသာတွေကိုဖယ်ရှားလိုက်လို့ရှင်ထိုကိလေသာနဲ့ပေါင်းမှကံတရားအကျိုးပေးလို့ရတယ်ဆိုပါစို့မျိုးစိတ်လေးတစ်ခုဟာသူ့သူ့ကြည့်ထားလို့ရှင်အပင်မပေါက်ဘူးသူကမြေနဲ့ရေနဲ့တွေ့တဲ့အခါမှာပင်ပေါက်တယ်မြေကြီးရဲ့အကူကြီးရမှသဖြင့် မျိုးစိတ်လေးကပင်ပေါက်တယ်။အဲ့ဒါလိုပဲကံဆိုတာကိလေသာနဲ့ပေါင်းရမှဂျူပေးလို့ရတယ်။ကိလေသာနဲ့ပေါင်း။အဲ့ဒီသဘောကိုပဋိစ္စသဘောပတ်မှလည်းဟောတာရှိတယ်။အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဆိုတဲ့အပိုင်းလေးကိုကြည့်။အဝိဇ္ဇာဆိုတာကိလေသာသင်္ခါရဆိုတာကံ။ကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်ပြီးဝိညာဏဆိုတဲ့အကျိုးကိုထုတ်လို့ဖြစ်တယ်။ကံတတ္တကထုတ်တာမဟုတ်ဘူး။ အဝိဇ္ဇာကကိလေသာသင်္ခါရကကံကိလေသာနဲ့ကံပေါင်းစပ်ပြီးတော့ဝိညာဏဆိုတဲ့အခြေကိုထုတ်တယ်။အဲ့ဒီတိုင်းပဲတဏ္ဍပိစယဥပါရဏံဥပါရဏပိစယဘောဘဝပိစယသာတိဆိုတာကိုလည်းကြည့်လိုက်။တဏ္ဍနဲ့ဥပါရဏကကိလေသာဘဝဆိုတာကကံဟောကိလေသာနဲ့ကံနဲ့ပေါင်းလိုက်တဲ့အခါသာတိဆိုတဲ့ခန္ဓာငါးပါးရဲ့ဖြစ်မှုဖြစ်တယ်။ဒါကြောင့် ဘဝရလာတယ်ဆိုတာကံနဲ့ကိလေသာပေါင်းစားလိုက်လို့ရတာသာဖြစ်တယ်။အဲ့ဒီထဲမှာအဓိကကြတာဘယ်သူတုံးဆိုရင်ကိလေသာအပိုအဓိကကြ။ဒါကြောင့်ဘုရားဆရာဘုရားသခင်ကိုရောမြတ်ကဘုရားဖြစ်ကိုရောက်တဲ့အခါစဉ်းစားကြည့်တယ်။အနေကဇာတိတန်တာရတန်တာဝိတ္တံအာနိဗိတံဂဟကာရံခွေတံတောဆိုရင်။ဘာရဲ့ခန္ဓာအင်းကြီးကိုစောင့်တာဘယ်သူလဲ။ ဘသူလုံးနေတာလဲဆိုတာရှာဘုရားရှာတန်တရာထဲမှာငါခန္ဓာအိမ်ကြီးမျိုးမျိုးတဘွားပြီးတဘွားတဘွားပြီးတဘွားခန္ဓာအိမ်မျိုးစုံဖန်တီးပေးနေတာဘသူလဲဆိုလိုတာခရီးတာဘသူလဲလောက်သူဟာဘသူလဲလို့လိုက်ရှာတဲ့အခါမှာဘသူသွားတွေ့တော့ဆိုတဏ္ဏဆိုတဲ့သဘောတရားကိုသွားတွေ့တဏ္ဏဆိုတာကိလေသာ တော့ဒီမှာကံလို့မဟုတ်ဘူးမြတ်စွာဘုရားအဲ့ဒီမှာကိရိတာကိုဓိကထားဒါကြောင့်ဝင်လို့မြတ်စွာဘုရားဟာကံကိုတတ်လိုက်တာမဟုတ်ဘူးတတ်လိုက်တာဘုသူ့ကိုတတ်တာကိရိတာကိုတတ်တာဒါကြောင့်မို့ဘုရားဥရံကျတဲ့ကတဏ္ဏံခယမိစ္ဆကတဏ္ဏကိုကုံစီတတ်တဲ့အရတ္တဝေရတ္ထဖို့ငါရလိုက်ပြီဆိုဘုရားရတာဟာတဏ္ဏကုံမှုကိုရတာပဲ တဏတန်လန်ကနေပြီးတော့တဏချုပ်ငိမ့်သွားတဲ့အဆင့်ကိုရတာဟုတ်သူရတယ်လို့ပြောတာအဲ့တော့ကံတရားတွေကမကုန်သေးဘူးဒါကြောင့်မို့မြတ်စွာဘုရားဒီပင်လေပေးဆရတဲ့ကံကြမ္မာကိုကြွေးများဆိုဆက်နှစ်ခုရှိပြီးတော့ဒီကကမ္မပဒနာဘုရားကိုယ်တိုင်ပေးဆက်ခဲ့ရတဲ့ကံကြမ္မာကိုကြွေးရှိသေးတယ်။တော့ကံတရားကတော့ရှိနေမှာပါ ခန္ဓာရှိနေသေးတယ်မြတ်ကံတရားလိုက်နေသို့သောခိရတာမရှိတော့ဘူးဆိုရင်နောက်ဘဝဆိုတဲ့ခန္ဓာကိုတော့ထုတ်လို့လို့မရတော့အရင်ဘဝမှာထုတ်ထားလိုက်တဲ့ထုတ်ပြီးသားခန္ဓာပေါ်မှာတော့သူဒုက္ခပဲဦးကြည့်လေရှင်မာမောကလံမထေမြတ်ရဟန္တာဖြစ်သွားရဟန္တာဖြစ်တော်တော့သူရဲ့ခန္ဓာမှာကိဋ္တာတွေတော့ညိမ့်သွားကံကတော့ကျန်းနေတယ်တိတ်ခံတွေကသူ့မှာကျန်းနေတယ်ကျန်းနေလို့ ဒီကာလသီလာဆိုတဲ့တောင်ပေါ်မှာတပါးတဲ့သရင်တုံးနေတဲ့အခါမှာခိုးသံ900ဝိုင်းပြီးတော့ရှင်မောကလန်ကိုလှုပ်ချံတက်ဖြတ်ပြစ်လိုက်တာအဲ့ဒါကံဘာကိလေသာတော့ရှိတော့ကိလေသာမရှိဘူးပဲကံကရှိနေသေးတဲ့အတွက်ကြောင့်အဲ့ဒီကံရဲ့အကျိုးကိုသူခံလိုက်ရတယ်ဒီလိုဆိုလို့တယ်နော် သို့သောကိလေသာမရှိသည့်အတွက်ကြောင့်အရိကံတွေကနောဝခန္ဓာတစ်ခုတော့ထုတ်တာထုတ်မှာမဟုတ်တော့ဘူးဆိုလိုတာကဘဝပစ္စယဇာတိမလာတော့ဘူးပြောတယ်နော်သင်္ခါရပစ္စယဝိညာဏမလာတော့ဘူးဘာကြောင့်အဝိဇ္ဇာမရှိဘူးဘုဒ္ဓဝေဘဝပစ္စယဇာတိမလာဘူးဘာကြောင့်မလာလဲတဏပစ္စယဥပါဒနာဥပါဒနာပစ္စယဆိုမလာတော့လို့တဏဥပါဒံကင်းသွားပြီဆိုလို့ရှိရင် ဘဝဆိုတဲ့ကံတစ်ခုကဇာတိဆိုတဲ့အကျိုးမထုတ်တော့ဘူးလို့သူပြောတယ်เนาะကံကတော့ရှိလေရဲ့ပဲအဲ့ဒီသဘောကိုရှင်းရှင်းနားလည်ဖို့ရှင်းနားလည်